ရွှေပြောင်းချေချသူတွေအတွက်ကောက်ခွေတွေကိုထရန့်ကပယ်ဖြတ်ခွင့်ရှိတယ်လို့အမေရိကန်တရားဥပဒေကအဆုံးဖြတ်လိုက်ပါတယ်။ရွှေပြောင်းချေချသူတွေဥပဒေကြောင်းအရကောက်ခွေပေးထားမှုကိုတမန်တော်ရဲ့အစိုးရမိန့်နဲ့ပယ်ဖြတ်ပိုင်ခွင့်ရှိတယ်လို့အမေရိကန်တရားဥပဒေကအဆုံးဖြတ်ပေးလိုက်ပါတယ်။သမရဟောင်းဂျိုးပါနဲ့လက်ထက်ကကျူပါဟေတီနီကရာကွာနဲ့ဗီနီဇွဲလာနိုင်ငံတွေရဲ့ရွှေပြောင်းချေချသွန်9000လောက်ကိုဥပဒေကြောင်းအရ အကောက်ွယ်ပေးထားပေမဲ့မေ30ရက်နေ့စီရင်ချက်မှာတော့လက်ရှိအစိုးရကသာဆန္ဒရှိရင်အဲ့ဒီတမချက်ရုပ်သိမ်းခွင့်ရှိတယ်လို့လမ်းဖွင့်ပေးထားပါတယ်။တစ်ဖက်မှာတော့ရွှေပြောင်းချေချသူတွေကိုနယ်နေဖို့ပြင်ဆင်နေတဲ့အစိုးရအစီအစဉ်နဲ့ပတ်သက်ပြီးဥပဒေကြောင်းအရတုံ့ပြန်စင်ခေါ်ဖို့အားတုံ့မှုတွေလည်းရှိနေပါတယ်။တရားဝင်ချုပ်စီရင်ချက်ထပ်ပေါ်လာပြီးမကြာခင်မှာပဲ American Bureau of Land Management ကအခုခါပြည်ပကနေ ကျူးကျော်ခိုးဝင်လာသူတွေတရောက်ဖယ်ရှားနေထုတ်တော့မယ်လို့ကြေညာပါတယ်။တရားမဝင်ရွှေပြောင်းချေချသူတွေကိုအမေရိကန်ကနေနေထုတ်မယ်ဆိုတာဟာသမ္မတထရရဲ့ရေကောက်ခွဲကြိုမဟာဗျူဟာဂရီကိုဖြစ်ပါတယ်။ထရန်သမရဖြစ်လာပြီးတော့တရားဝင်ရွှေပြောင်းချေချသူတွေလည်းနေနေတဲ့ကိစ္စသူပြည်စစ်စစ်လို့ပို့ပြည်တွင်းလုံခြုံရေးကြီးဌာနညွှန်ကြားခဲ့ပေမဲ့ဆော့ဒရတရားသူကြီးတို့ကကြားဝင်ဟန်တာခဲ့ပါတယ်ခုလိုတရားဥပဒေဟာအစိုးရဘက်ကရက်တီပေးလိုက်ပြီပဲဖြစ်ပါတယ် တရားသူညီတော်ဖြစ်တဲ့ကီတန်ဂျီကတရားဝန်ချုပ်ဆုံးဖြတ်ချက်ကိုပြင်းထန်ဝေဖန်ခဲ့ပြီးကင်တွယ်ဆောင်နေတဲ့ကိစ္စရဲ့အနှစ်သာရကိုတရားဝန်ချုပ်ကိုယ်တိုင်ကဖျက်ဆီးခဲ့တာလို့ဆွဆွဲသွားပါလေတရားဝန်ချုပ်ကထောက်ခံပေးတဲ့အတွက်ကြောင့်တရားသူကြီးတွေလည်းဘာမှလုံမရတဲ့အခြေအနေစိုက်နေပါလေတရားဝန်ချုပ်ဆုံးဖြတ်ချက်မူလကဖက်ဒရယ်တရားသူကြီးတတ်မှတ်ထားတဲ့နယ်နေမှုပိတ်ပင်တဲ့အမိန့်ကိုပယ်ဖျက်ပေးလိုက်တာဖြစ်လို့ပြည်တွင်းလုံခြုံရေးဌာနဟာဆိုင်းငံ့ခံထားတဲ့နယ်နေရေးစီမံတွေ ပြန်လည်ရှင်မြင့်လာနိုင်ခြင်းရှိပါတယ်။တရားဝန်ကြောင့်မေကြောင့်ထရန့်ဆိုရဟာဗီနီဇူလာနိုင်ငံသား၃သိန်းခွဲလောက်ကိုယာယီကောက်ခွဲသတ်မှတ်ပေးတဲ့ခြေနေကနေရုပ်သိမ်းလို့ရသွားပြီဖြစ်ပါတယ်။ခုကိစ္စနဲ့ပတ်သက်ပြီးတရားရေးရညှဉ်းခုံအားပြမှုတွေမပြီးပြတ်သေးပေမဲ့အမေရိကန်ရောက်ရွှေပြောင်းလုပ်သား၅သိန်းလောက်ကတော့အနာဂတ်အတွက်ထိတ်လန့်ဆိုးနေကြပြီဖြစ်ပါတယ်။ဒါအပြင်သမ္မတထရန့်ကသမ္မတနဲ့အလူမီနီယံသွင်းကုန်တွေကိုအခွန်90%ကျော်ကောက်မယ်လို့ကြေညာပါတယ်။အမေရိကန်ကိုကမ္ဘာကနေတင်သွင်းလာတဲ့ ။တမ်မလီနဲ့အလူမီနီယံသွင်းကုန်တွေပေါ်လက်ရှိခွန်ကောက်ခံမှုဟာ25ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိနှစ်ဆမြင့်မယ်လို့ထုတ်ဖော်ပြောပါတယ်။ဒီလိုခွန်နှစအတိုးမြင့်ကောက်ခံမှာလာမယ့်ဇွန်၄မှာစတင်မှာဖြစ်ပြီးဒါဟာတရုတ်ပေါ်မိခိုအားထမ်းမှုကိုရောကြစေပြီးဒေတာတွင်တမနီလုပ်ငန်းမြင့်တင်မှုအထောက်အကူဖြစ်စေပါတယ် USD နဲ့ Nippon Steel ပူးပေါင်းဆောင်ရွက်မှုဟာဒေတာတွင်တမနီထုတ်လုပ်မှုလုပ်ငန်းမှာဒေါ်လာ14ဘီလီယံယင်းနှိမ့်နှံမှုရှိမယ်လို့ပင်စင်ဘေးနီးယားမှာထံကပြောပါတယ်ဒါပေမဲ့ ဒီစုဆက်လုပ်ငန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ကမ္ဘာစီးပွားရေးအင်အားကြီးအမေရိကန်နဲ့တရုတ်တို့ဟာအပြားအလဲအခွန်ကောက်ခံမှုနဲ့တူကုန်သွယ်ရေးစစ်ပြင်းထန်နေပါတယ်။တရုတ်ဟာကမ္ဘာပေါ်မှာတံမီးများစွာထုတ်တဲ့နိုင်ငံဖြစ်ပြီးတော့ကမ္ဘာတံမီးထုတ်လုပ်မှုထောက်ဝက်ကျော်ရှိပါတယ်။အမေရိကန်ကတော့တရုတ်၊ဂျပန်နဲ့အိန္ဒိယတို့နောက်ကိုမကြသေးမီကရောက်ခဲ့ပြီးတံမီးထုတ်မှုရော့ကျခဲ့ပါတယ်။ဒေါ်နယ်ထရန့်ရဲ့အမေရိကန်ဆိုးရဟာ တမီးရဲ့လူမီယာတွင်းကုန်တွေပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံမှုကိုမလတွင်မှာစားခဲ့ပါလေဒီလိုတိုးမြင့်လိုက်တဲ့ပေါ်လေကြောင်းနဲ့စွဲရည်နယ်ပယ်လိုကဏ္ဍမှာရှိတဲ့ American company တွေဟာတင်သွင်းလာတဲ့တမီးနဲ့လူမီယာတွေအသုံးပြုနေရလို့ငွေကြေးဖောက်ပွားမှုတွေဖြစ်ပေါ်လာမှာစိုးရိမ်မှုတွေရှိနေပါလေ